မနက်ခင်းတောချက်တွန်တန်နဲ့ငက်ကလေးတွေပျော်ရွှင်မြူးထူးနေတာကိုကိုဝင်းသိန်းတယောက်ကြည်နူးစွာကြည့်ရှုခံစားနေတာပါကိုဝင်းသိန်းကမြို့နဲ့တတော်လန်းဝေးတဲ့တောဆက်တနေရာမှာအခင်းဆိုင်ပြီးနေတာအခင်းထဲမှာကတရက်တမယာတမယိုဇီးကြိုသီးပင်နဲ့အစုံပါပဲအိမ်ကတော့မြို့ထဲမှာရှိပေမဲ့ကိုဝင်းသိန်းကအခင်းခြံထဲမှာပဲအိတ်လေးရှိပါတယ်ခါတိုင်းကတော့ခြံထဲမှာမိတ်ပါ ဒါပေမဲ့နောက်ပိုင်းမှာခြံထွက်တစ်သီးဝလံတွေကိုခိုးတဲ့လူတွေရှိတာကြောင့်အိတ်ရတာပါကိုဝင်းသိရဲ့မိမဖြစ်သူဒေါကင်တင်ကနေလေစာကိုဂျိုင်းနဲ့ပို့ပေးပြီးတော့ညစာကိုတော့အိမ်ပြန်ပြီးတော့စားရပါတယ်တာသမီကမထွန်းကတော့ကိုရိုင်းသွားကိုရိုင်းလာပါပဲအဲဒီလိုနဲ့တရက်မှာတော့တခိုးဝင်ပြန်ပြီကွာဒီလောက်အတန်တန်စောင့်အိတ်တဲ့ဥစ္စာကိုပျောက်မြဲတိုင်းပျောက်နေပြိုးကိုဝင်းသိဗာရီလုံနေရလဲဗျငကမောက်ချံပိုင်ရှင်ကိုသူရင်ကလှမ်းမိတာပါ အေးဒီဘက်မှာတံမျိုးသီးတွေပျောက်နေပြန်လို့ကွာတခိုးကအတင်ရဲလိုက်တာကွာဟုတ်တယ်ဗျာကျွန်တော်တို့ချမ်းတပည့်တွေကိုအမြဲဆောင်ဝိုင်းထားတာကိုဝင်းသိန်းလည်းချမ်းဆောင်လေးပါလေမွေးထားပါလားဗျာမမွေးချင်ပါဘူးဗျာပိုက်ဆံလည်းမပေးနိုင်ဘူးဗျာကျွန်တော်ပြောတာပတ်စံပေးပြီးခိုင်းရတာမဟုတ်ဘူးဗျာဟေးဟုတ်လားကိုသူရိန်ပြောတဲ့စကားကြောင့်ကိုဝင်းသိန်းအံ့ဩသွားခဲ့ပါတယ်ကိုဝင်းသိန်းတရားဥတူတူနဲ့ဒါဆိုဘယ်လိုမျိုးလဲဗျာကျွန်တော်ကနန္နာဘာဝတွေကိုပြောတာကိုဝင်းသိန်းဟာတရေမွေးတာပေါ့ဗျာအာမမွေးရဲပါဘူးဗျာတော်ကြအခက်မသိလို့ဂုံချိုးတတ်ရင်ဘယ်လိုလုပ်မလဲဗျာ အဲ့လိုမဟုတ်ဘူးလေဗျာလာကွယ်ညဆိုရင်အမေသားတပိတ်သာကြွေးရတယ်ဗျာကိုကတစ္ဆာရှိလေသူတို့ကပို့ပြီးတော့စောင့်ရှောက်လေပေါ့ဗျာဟေးအဲ့လိုလားကွာအဲ့လိုပေါ့ဗျာကျွန်တော်ခြံတစ်သီးတွေဆိုတာဘာတစ်ခုမှမပြောက်ဘူးဗျာဒါနဲ့အဲ့ဒီတေရဲကဘလို့မွေးရတာလဲဗျာဒီလိုဗျာဒီမျိုးကတင်းချိုင်းကနေဥကောင်းကွန်တစ်ခုကိုယူပြီးတော့ငါမင်းကိုလာကွယ်ညတဲ့အမေသားကြွေးမယ်မင်းငါခင်းကိုစောင့်ရှောက်ဒီနေ့ကစပြီးတော့ငါမင်းသခင်ဖြစ်ပြီငါနောက်ကိုလိုက်ခဲ့တော့ဆိုပြီးတော့ဥကောင်းကွန်လေးကိုယူပြီးစင်လေးတစ်ခုမှတင်ထားလိုက်ဗျာအဲ့ဒါဆိုရပြီဟောပြီးတော့ရှိသေးတယ်ဗျာအေးဘာလဲကွာ तू ကအစိမ့်နေဆိုရင်ပိုကောင်းတယ် ဗျာအဲ့ဒီခါကျရင်ဥကောင်းကိုမရကျင်နေမြေစာခဲယူပြီးတော့စောနာကျွန်တော်ပြောသလိုပြောပြီးယူလာခဲ့လဲရတယ်ဟုတ်ပြီဗျာဟုတ်ပြီဒါမဲ့တခုတော့ရှိတယ်နော်ဂရီတီဖို့တော့လိုတယ်ကိုဝင်းသိန်းရစိတ်ချပါဗျာဒါဆိုကြုတ်ပြတ်ပြီပြို့အဲ့လိုပြောပြီးတော့ကိုသူရိယာပြန်သွားခဲ့ပါတယ် ကိုဝင်းသိန်းကဒီလိုကိစ္စမျိုးတွေမလုပ်ဘူးပါဘူး။အဲဒါကြောင့်ပဲတည်တည်ချာချာစဉ်းစားနေခဲ့ပါတယ်။ဒါပေမဲ့လည်းမဖြစ်မနေဆိုတော့လုပ်ရတော့မှာပါ။တံမျိုးသီးတွေရောဇီးသီးတွေရောတလဲစီကိုပျောက်နေရပါ။ဘလို့ပဲဂီယူဆိုင်ပြီးတော့စောင့်ပါစေ။အသီးတွေကတော့ပျောက်မြဲတိုင်းပျောက်နေခဲ့တာပါ။ကိုသူရိန်နဲ့စကားပြောနေတာမနက်၁၀နာရီထိုးနေခဲ့ပါပြီ။မနက်ကအင်ရပါလာခဲ့တဲ့ကော်ဖီနဲ့ကိတ်မုံလေးကိုစားပြီးတော့ခြံနဲ့ရှောက်ပတ်နေတာပါ။အပင်ကအသီးတွေအောင်လားကန်လားဆိုတာကိုတည်တည်ချာချာကြည့်ရှုနေခဲ့ပါတယ်။ အောင်တဲ့အလုံးနေဆိုရင်အိတ်ဆွပြီးမောင်းတဲ့အလုံးနေဆိုခြွေချပြီးတော့မြေရောစာလိုရလားရေလိုရလားအဲ့ဒါကိုကိုဝင်းသိန်းကအမြဲစောင့်ကြည့်နေရပါတယ်ကိုဝင်းသိန်းရင်ကိုဝင်းသိန်းအေးငါဒီရောက်ကျင်းမှာဟာဒီမှာတော့တော့ထမင်းလာဖို့ရာတော့အေးအေးမိမအဲ့မှာထားခဲ့ုံကဒီရောက်ကိုခဏဆင်းလာခဲ့လာပြီလာပြီဒီနေ့ညတခုဝင်သွားပြန်ပြီဟာတံမျိုးသီးတွေပါသွားပြန်ပြီအဲ့ဒါကြောင့်အဆောင်မွေးရတော့မယ်အလို့တော့တော်ကဘာဆောင်မွေးမှမလို့လဲအဆောင်ထားရအောင်ကပေးစရာကမ်းစရာလည်းမရှိဘူးလေမိမလည်းကွာပိတ်ဆံပေးစရာမလိုဘူးကွာ ဒါပြင်ဘာတူလဲအစိမ့်သေးရဲ့လေဟာဘဲ့နဲ့ကိုနေတော့ပေါက်တီးပေါက်ချာနဲ့မလုံနဲ့တော့အကျုပ်ကတော့ကြောက်တယ်တော့မိမလည်းကွာကိုသူရင်တို့ကအဲ့လိုမျိုးတွေမွေးထားတာဟာအဲ့ဒါကြောင့်သူတို့ခြံအသီးတွေမပြောက်ဘူးတဲ့ကိုဝင်းသိန်းဟာကိုသူရင်ပြောသမျှကိုစီကာပတ်ကုန်းပြောပြလိုက်ပါတယ်ဒေါခင်တင့်ရောင်ရောင်နတ်နတ်နဲ့သဘောပေါက်တယ်လို့မပေါက်တယ်လို့လို့နဲ့ဩအင်းအင်းအဲ့လောက်တာပြောပြီးတော့ကုန်းမော်ပြန်တက်သွားခဲ့ပါတယ် ကိုင်းသိမ့်လာတော့လေထမင်းစားရအောင်အေးအေးလာပါပြီကွာဘိုင်းအင်းနေနဲ့ထည့်လာတော့မိမ့်ပါရဲ့တော်ကြိုက်တဲ့ဝက်တဏီကျဲရဲ့ခရမ်းညင်သည်ပန်ထွေပြော်လေးရဲ့မုံလာဥတုတ်လေးနဲ့ထည့်လာတယ်ရှယ်ပဲမိမ့်ပါရဲ့ဒါနဲ့ကျုပ်ပြန်တော့မယ်အေးအေးကောင်းပြီလေကိုင်းသိမ့်ဟာဝက်တဏီကျဲလေးနဲ့ဘိုက်ကားအောင်စားပြီးတော့ချန်နဲ့တရက်ပင်ကြီးရဲ့အောက်ကကုတ်ပြစ်ပေါ်မှာတရေတမုံအိတ်လိုက်ပါတယ်တော်တော်ကြာကြာအိတ်ပြော်သွားပြီးတော့မှပြန်နိုးလာခဲ့ပါတယ်ဘဏ္ဍာရီတော်ရှိသွားပြီလည်းမသိဘူးကွာကိုင်းသိမ့်ဟာနိုင်ကိုကြည့်လိုက်တော့ညနေ3နာရီတောင်ထိုးနေခဲ့ပါပြီအပင်ကိုလိုက်ကြည့်လိုက်အောင်ပဲကွာပြီးရင်တော့စောစောအိမ်ပြန်ရမယ် ကိုဝင်းသိန်းဟာ channel ရအပင်တွေကိုလိုက်ကြည့်ပြီးတော့တိမ့်စရာဆဲစရာရှိတာတွေတိမ့်ဆဲကအိမ်ကိုပြန်လာခဲ့ပါတယ်။အိမ်ပြန်လန်းကတော့စိတ်ကူးပြည့်နေပါပဲ။အိမ်ကနေပြန်တင်းကျိုင်းနဲ့ဝင်ပြီးတော့ဥကောင်းကုန်တလုံးယူမယ်ဆိုပြီးတော့စိတ်ကူးနဲ့ပြန်ခဲ့တာပါ။မိမရေမိမ ာဒီမိမဘယ်များသွားနေလဲမသိဘူးကွာခွန်မကြောက်အောင်မကြားနဲ့ခင်တင်းဟေးခင်တင်းဩဒီဘက်မှာပါတော့မင်းကလည်းမိမခေါ်တော့မထူးခင်တင်းဆိုတော့မှထူးတယ်တောင်ဘက်ကိုခဏသွားနေလို့ပါတော့ရေချိုးတော့မယ်ကွာပြီးရင်ထမင်းခူးရလိုက်အောင်ငါထမင်းစားတော့မယ်ဟုတ်ပါပြီအမှရေဆွဲထားတယ်သွားချိုးကြည့်တော့သွားသွားကိုဝင်းသိန်းကရေမိုးချိုးပြီးတော့ထမင်းစားယူစရာရှိတာတွေယူကအခင်းထဲကိုပြန်မယ်လို့ယောက်ျားပြန်တော့မလို့လား အေးလေစောစောပြန်တော့မလို့မနက်ကတော်ပြောတဲ့ဟာကြီးကတော့မမွေးပါနဲ့လားယောက်ျားရဲ့ကျုပ်ကတော့ကြောက်တယ်တော့မတော်တရဂုတ်ချိုးတက်နေမှပြန်အေးပါမိမရငါစကားဖြစ်ပြောတာပါကိုဝင်းသိန်းကသူ့မိမမက်ခင်နဲ့ပြောတဲ့စကားကိုနားမဝင်ပါဘူးကြားရတာကောင်းအောင်သာအလိုက်ထိုက်ပြောခဲ့တာပါအခင်းထဲကိုအပြန်ကြတော့တင်းချိုင်ကုန်းနဲ့ဝင်လိုက်ပါတယ်ဒါပေမဲ့လည်းသူထင်ခဲ့သလိုအလွယ်တကူယူလို့တော့မရခဲ့ပါဘူးသူထင်တာနဲ့တလွဲစီပါပဲဒီနေ့ညနေကတုတ်တန်ထဲမှာလူတွေတော်တော်ပေါနေပါလားဟာအေကာနာတော့အေးပေါ်ဖြစ်လို့လာတဲ့ကြိုးတာပဲထင်တယ်ခဏလောက်ဝင်မေးလိုက်အောင်ပါလေ အဲ့လိုတွေးပြီးတော့တုတ်တန်တဲ့ကိုဝင်လာခဲ့လိုက်ပါတယ်ပြို့နောင်ကြီးဘာဖြစ်လို့လဲဗျရက်ွက်တွေကလူတယောက်ပါဗျာစိတ်ညစ်ပြီးတော့ကျိုးဆွဲချတေသွားတာတယ်ဟောစိတ်မကောင်းစရာပါပဲဗျာဒါနဲ့တေသွားတဲ့လူနာမည်ကဘာတူလဲဗျာကိုချစ်ညိုတယ်ဗျာကိုဝင်းသိန်းကတေတဲ့သူနာမည်မေးတာအကြံနဲ့ပါ ရက်မလဲခင် तू ကအရင်ဥအောင်ဝိညာဉ်ခေါ်ရအောင်မေးထားတာပါကိုဝင်းသိန်းကဥကောင်းကုန်မရတော့တင်းချိုင်းကုန်းတွေကကိစ္စချလာတဲ့လူတွေနဲ့လေနဲ့နဲ့ပေါ်ပြီးတော့အခင်းထဲကိုပြန်ခဲ့ပါတယ်ညဘက်ဟာတော်တော်လေးကိုတိတ်ဆိတ်နေပါတယ်လာပြည့်ကျော်ဖြစ်တာကြောင့်ငွေစန္ဒာလာမင်းကြီးကလောကတခွင်ကောင်းကောင်းအလင်းမပေးနိုင်စွမ်းသေးပါဘူးအရိယာကိုအခွင့်ကောင်းယူပြီးတော့မောင်ရဲခိုကတင်းချိုင်းကုန်းဘက်ကိုခတ်သွက်သွက်သွားနေတဲ့လူတယောက်အဲ့ဒီလူကဘာလုပ်လဲတင်းချိုင်းကုန်းထဲကိုစောက်ဝင်လိုက်တာနဲ့အေယာမနှစ်ချို့ကိုကိုပင်ကြီးကစီးကြိုလေးရပါလာရောက်မမုံဝါးဝါးနဲ့အဝေးကလမ်းကြည့်လိုက်ရင်တော့အုတ်ကူအပြက်စီးတွေကြားမှာမတ်တိုင်အကျိုးပဲ့တွေဟာ စီတကောင်ထိုင်နေသည်လားထင်ရပါတယ်။ကိုဝင်းသိန်းကညနေပိုင်းကမြုပ်ထားတဲ့မြေစာပုံအစ်စ်ကိုရှာလိုက်ပါတယ်။ကြာကြာမရှာလေးရပါဘူး။တစ်ပင်ကြီးရောက်ကမြေစာပုံမုတ်မုတ်စီကိုရှောက်သွားလိုက်ပါတယ်။ပြီးလျင်တော့မြေစာကဲတစ်ခုကိုကောက်ယူလိုက်ပြီးတော့"ကဲကိုချစ်ညို ခင်ဗျာကျွန်တော်နောက်ကိုလိုက်ခဲ့ပြီတော့ဗျာတလားတခါအမဲသားတပိတ်သာကျွေးပါမယ်ပြီးတော့ကျွန်တော်ရဲ့အခင်းကိုလည်းအတင်ဆောက်ရှောက်ပေးပါအဲလိုပြောဆိုပြီးတော့မြေစာကလေးကိုအတင်ပါလာတဲ့အဝတ်ထုတ်ကလေးနဲ့ထုတ်ပြီးတော့တင်းကြိုင်နဲ့ကနေထွက်လာခဲ့ပါတယ်အဲဒီအချိန်မှာပဲခွေးဥတန်နဲ့တရှက်ရှက်နဲ့အတန်နဲ့ကြားနေရတာကြောင့်ကိုဝင်းသိန်းကမလုံမလဲနဲ့နောက်ကိုလက်ကြည့်လိုက်ပါတယ်အမလေးဘာကြီးလဲဟာ ကိုဝင်းသိမ်းမြင်လဲရတဲ့မြင်ကွင်ဟာသူ့နောက်ကလိုက်ပါလာတဲ့အရေးမဲကြီးတစ်ခုပြီးတော့တင်းကျိုင်းအတွင်းကနေကြည့်နေကြတဲ့နင်းနီရဲရဲမျက်လုံးတွေကိုတွေ့ရပါတယ်ကိုဝင်းသိမ်းဟာကြက်သိမ်းမွင်းကြီးနေထားပြီးတော့နောက်လက်မကြည့်ဘဲနဲ့အခင်းတဲစီကိုတုတ်ချစ်တင်ပြီးပြေးပါတော့တယ်အခင်းတဲရောက်တော့မြေစာကဲတုပ်လေးကိုတစ်ပင်ကြီးရောက်ကဆင်လေးတစ်ခုပေါ်မှာတတ်တတ်ရရလေးတင်ပြီးတော့ကဲကိုညိုကြီးအခင်းကိုဆောက်ရှောက်ပေးတော့ဗျာ ကျွန်တော်ကတော့အေးအေးဆေးဆေးအိတ်တော်မယ်အဲလိုပြောဆိုပြီးတော့အိတ်ပြော်သွားခဲ့ပါတယ်မနက်ခင်းရောက်တော့အခင်းထဲကိုပတ်ပြီးတော့စစ်ဆေးကြည့်ပါတယ်ဘာတစ်ခုမှပြောင်းမနေပါဘူးခြေရလက်ရမပြဲအကုန်သူ့နေရာနဲ့သူကြီးပဲရှိနေပါတယ်နောက်ရက်တွေကျတော့လေကိုဝင်းသိန်းတယောက်ဟာခြံထဲညဘက်အစင်မမဲအကောင်ကြီးပြေးလွှတ်လှုပ်ရှားနေအောင်မြင်ရပါတယ်အစပိုင်းကတော့ကြောက်မိပေမဲ့တရဘီတရဲ့ဇက်တိုက်မြင်နေရတော့ယူသွားခဲ့ပါတယ်ရက်ကိုလာစားလောက်နစ်စားဆိုတဲ့အတိုင်းအချိန်နေကုံဆုံးလာခဲ့ပါတယ်ခြံထွက်အသီးတွေစံချိန်မီပြီးတော့ဈေးကောင်းကလည်းရတော့မြေခွက်တွေဘာတွေတောင်ဝယ်နိုင်တဲ့အဆင့်ထိကိုဖြစ်လာခဲ့ပါတယ်တရက်ကျတော့ကိုဝင်းသိန်းအလုပ်ကိစ္စ နဲ့နယ်ဘက်ကိုဆင်းလာပါတယ်။မျိုးကြီးကိုအစာကျွေးဖို့9ရက်အလိုလောက်နယ်ဘက်ဆင်းလာတာပါ။အလောက်က3ရက်လောက်ပဲကြာမှာမလို့သူမိမဒေါကင်ဆင်ကိုအကျိုးကြောင့်မပြောပြထားခဲ့ပါဘူး။ကိုဝင်းသိန်းနယ်ဘက်ဆင်းလာတော့ခုဆို4ရက်မြောက်နေ့ကိုရောက်ပါပြီ။မျိုးကြီးကိုအစာကျွေးဖို့ရက်ကနီးလာလေစိတ်ထဲမတင်မကြာကြီးဖြစ်လာလေးပါပဲ။ကိုဝင်းသိန်းတို့9ရက်မြောက်နေ့မှာအလောက်ကြောင့်ပြောပြကြပါရတယ်။ပြန်လာတော့6ရက်နေ့မှာပြန်လာရပါတယ်။ညနေရောက်တော့ကိုဝင်းသိန်းတို့တော်တော်ကိုအလုရှုပ်နေခဲ့ပါတယ်။ ဒေါ်ခင်တင့်ကိုအမဲခုံကအမဲသားနှစ်ပိတ်သာဝယ်ခိုင်းလိုက်ပြီးတော့အခင်းတဲကိုအမောတကောနဲ့ပြေးရပါတယ်။ညူရီငါတောင်းမှန်ပါတယ်ကွာတရက်လေးနှောက်ကြသွားတာပါ။အဲ့ဒါလည်းငါလုတ်ကိစ္စနဲ့နယ်ဘက်ကိုသွားနေလို့ပါ။ ဒီမှာမင်းတို့ကအမဲသားနှစ်ပိတ်သာဝဲလာတယ်မင်းအားရပါရစားပြီတော့ကွာအဲလိုပြောဆိုပြီးတော့အမဲသားတွေကိုငပြောဘက်ကြီးပေါ်မှာပုံပြီးတော့ဘေးမှာရေဖလားတစ်ခုကိုချကအိမ်ပြန်ခဲ့ပါတယ်အိမ်ကိုရောက်တော့ရေမိုးချိုးပြီးထမင်းစားကအကျန်းရည်လေးတောက်စစ်လိုက်လေးဖွာနဲ့ဇိန်ကျနေပါတယ်မိမဖြစ်သူဒေါခင်တင့်ကတော့စာအုပ်တုံးနဲ့စည်ရင်းနေစစ်နေတာပါကိုဝင်းသိန်းတို့လင်မယားဟာ၁၀နာရီလောက်အဲ့ရဝင်ခဲ့ကြပါတယ်ဝင်းသိန်းမင်းငါ့ကိုဂရိမတီးဘူးကွာမင်းတို့လင်မယားအသက်ကိုငါယူရလိမ့်မယ်ဟာဘာတော့ဟာ ဟာငါအိမ်မက်မက်နေရပဲကွာကိုဝင်းသိန်းတယောက်ကဇောချွေးတွေပြန်ပြီးတော့အလွန်လဲကြောက်နေခဲ့ပါတယ်။နာယီကိုကမန်းကရန်ကြည့်လိုက်တော့၁၂နာရီထိုးကွက်တိဖြစ်နေပါတယ်။တောက်ရီအိုးတွေကရေတခွက်ကိုခက်ခါတောက်လိုက်ပြီးတော့ဆေးဘော်လေးကိုထိုင်ဖွာနေပါတယ်။တကယ်ကြီးများလားကွာမဟုတ်တော့ပါဘူးလေမနေ့ကစိတ်ဆွဲပြီးတော့မတ်တာဖြစ်ပါလိမ့်မယ်။အဲလိုတွေးပြီးတော့ပြန်အိတ်သွားပါတယ်။မနေ့ရောက်တော့ဗျိုးကိုဝင်းသိန်းကိုဝင်းသိန်းရှိလားဗျ။ကိုဝင်းသိန်းရှိတယ်နောက်ဘေးဘက်မှာအထဲဝင်ခဲ့လေ။ဟုတ်ကဲ့ဟုတ်ကဲ့။အော်ဘသူများလဲလို့ကိုသူရိမ်မာလားထိုင်မောင်းရှင်အကျဉ်းရည်လေးတောက်ပါ ကျမကော်ဖီပြောလိုက်အောင်မဟုတ်ရပါတယ်ဗျာကော်ဖီပိုင်မလိုပါဘူးမဟုတ်တာရှင်အဲ့လိုပြောဆိုပြီးတော့ဒေါခင်နှစ်တယောက်ကမီးဖို့ကြောင်းထဲကိုဝင်သွားခဲ့ပါတယ်ဟာမလာစဘူးဘယ်ကနေမျက်စိလဲပြီးတော့ရောက်လာတာလဲဗျာဒီလိုပဲတက်တက်လာတာပါဗျာဒီနေ့ကုံတွေတွေလာမှာဗျအဲ့ဒါကိုဝင်းသိန်း channel မှာရှိတဲ့အသီးတွေရောင်းညင်ရောင်းရအောင်လို့လာပြောတာဒါဆိုရောင်းမှာပေါ့ဗျာဒါဆိုလာဗျာလက်ဖေးဆိုင်မှာသွားဆောင်ရအောင်မိမကြီးငါတို့လက်ဖေးဆိုင်သွားလာအောင်မယ်ကွာမင်းပြီးရင်ခြံဘက်ကိုသွားလာအောင်နော်ခဏနေကုံတွေတွေလာမှာတဲ့ဟုတ်ဟုတ်ပါပြီတော့ ကိုဝင်းသိန်းနဲ့ကိုသူရင်ကတော့လဖေးဆိုင်ကိုထွက်လာခဲ့ကြပါတယ်ဒေါခင်တင်းကတော့ချင်းအောင်လေးတခုကိုကင်ပြီးတော့အခင်းဘက်ကိုထွက်သွားခဲ့ပါတယ်အိမ်မားကလင်းရောက်ကောင်းစွာရနေပြီဖြစ်ပေမဲ့လည်းခြံထဲမှာတော့မရသေးပါဘူးမှုံဝါးဝါးသာရှိနေပါသေးတယ်အခုကကုံတွေတိုက်ရိုက်လာတော့အသီးတွေကတော့ဈေးကောင်းပိုရမှာပဲဒေါခင်တင်းတရားကအတွေးတွေနဲ့ခြံထဲကိုရောက်ခဲ့ပါတယ်ခြံထဲကိုရောက်တော့တဲဝင်ဝင်းကလူမနေတာလဲကြာပြီဆိုတော့အမိုက်တွေတင်စီပြီးခြံထဲကိုပတ်ကြည့်နေရပါခြံစည်းကိုအဆက်နာကိုလည်းရောက်ရောကျွတ်ကျွတ်ကျွတ်နဲ့မန်ဖီတန်နေတဲ့အတူဝါးတဲ့အတန်တွေကြောင့်မိမသားပြီးဆက်စုကျင်စိတ်ကိုထိမ့်မရပဲနဲ့ခြေကိုတာဖို့ကအနီးကကြည့် လိုက်မိပါတယ်အမလီဘာကောင်ကြီးလဲဒေါခင်တစ်မြင်လဲရတဲ့မြင်ကွင်းကတကယ်သွေးပြက်စရာအတိပါမမဲအကောင်ကြီးတကောင်ကကြောင်တကောင်ကိုအရှင်လက်လက်ကိုက်ဖဲ့စားနေရပါအမလီမလီအဲ့ဒါဘာကောင်ကြီးလို့မသိဘူး ဒေါခင်နှစ်တယောက်ကနှလုံးယောဂကလည်းရှိနေတာကြောင့်ကြောက်အားလန့်အားနဲ့အားဆိုပြီးတလုံးနဲ့သာအော်ကအဲ့ဒီနေရာမှာနေမျက်ဖြူဆိုင်ကအသက်ဆုံးမသွားခဲ့ပါလေဒေါခင်နှစ်တယောက်လမ်းမှာအပျော်ကြီးပျော်ပြီးတော့အခင်းကိုလာခဲ့တာသူ့အတွက်ဒီကနေ့ဟာတည်တဲ့နေ့ဆိုတာမသိလေရော့သလားအပျော်ကဆုံးကန်းတိုင်အောင်မပျော်သွားခဲ့ရပါဘူးအဲ့ဒီအချိန်တော့တွင်းမှာပဲကိုဝင်းသိန်းတို့လူတစုကလည်းအခင်းတဲတဲကိုရောက်လာခဲ့ပါတယ်မိမကြီးမိမခေါ်မကြအောင်မကြနဲ့ဒီမိမဘယ်များသွားနေလဲမသိဘူးကွာခဏတော့ကိုသူတွေအောက်ကျင်းဘက်ကိုပတ်ကြည့်လိုက်အောင် ရပါတယ်ဗျာအေးစိလောက်ပါကိုဝင်းသိန်းတရားအောက်ကျင်းဘက်ကိုအရင်ပတ်ပြီးတော့မတွေ့တော့မှအနောက်ခြံစည်းရိုးဘက်ကိုပတ်ကြည့်ခဲ့တာပါတနည်းအားကိုရောက်မှာတော့ဟမ်မိမမိမမိမဘာဖြစ်တာလဲမိမရေထထပါအောင်ဟာအရင်နောက်မှာတော့ကိုဝင်းသိန်းရဲ့ငိုတန်နဲ့အော်တန်ကြီးတွေကိုကြားရတာကြောင့်အပြေးရောက်လာတဲ့ကိုသူရိန်တို့လူတစုဟမ်ဟိုဘက်မှာတရိတ်ဆန်အသေးကောင်းနေကုံတယ်အုပ်စုတွေကလူတယောက်ကအော်ပြီးပြောလိုက်တာပါတွားပြီကွာဒါဆိုရင်တော့တေးကြနေပြီညိုကြီးတက်လိုက်တာပဲ ကိုဝင်းသိန်းရဲ့ခတ်တိုးတိုးရေရွတ်တန်စကားကိုဘေးနားလူတွေကတော့ကြားလိုက်မှမထင်ပါဘူး။ကဲကိုဝင်းသိန်းလုံမနေနဲ့ဗျာအလောင်းကိုအိမ်သေးရအောင်။အေးပါဗျာသွားကြတာပေါ့။ကိုဝင်းသိန်းတရားအိမ်ပြန်လာဟာမတမယာလေးတီလေးကန်ခြေလန်းနေတဲ့သားအိမ်ကိုပြန်လာခဲ့ပါတယ်။အိမ်ကိုရောက်တော့ရက်ွက်လူကြီးတွေကိုအကြောင်းကြားအိမ်ရှိမှပဲကနာပြင်းထိုးထားရပါတယ်။သားသမီးတွေမရှိတော့ရက်ွက်တွေကလူတွေကနာရေးအတွက်ကူညီပြင်ဆင်ပေးကြပါတယ်။တွေးကြသေးတာပေါ့ညိုကြီးဟာဝင်းသိန်းအကြောင်းမင်းကိုကောင်းကောင်းကြီးပြရသေးတာပေါ့။အဲ့လိုပြောဆိုပြီးတော့ဓာရှိတလဲရေနံစီပုံးတစ်ပုံးကင်ဟာ အခင်းကိုထွက်လာခဲ့ပြန်ပါတယ်အခင်းထဲကိုရောက်တော့ညိုကြီးအတွက်စီစဉ်ပေးထားတဲ့တရက်ပင်ကိုရေနံစီတွေပတ်ပတ်လည်လောင်းချလိုက်ပြီးတော့ညိုကြီးမင်းထွက်ခဲ့စမ်းပါကွာမင်းကတရေပါဝရလားဟမ်ငါကျွေးလို့ဝဝလင်လင်စားနေရတဲ့တရေရမြာ ကိုဝင်းသိန်းဟာတရက်ပင်ကြီးကိုမီးရှို့လိုက်ပါတယ်။အဲဒီနောက်မှာတော့တဟီးဟီးဆိုတဲ့အတန်ကြီးနဲ့ဘုတ်ဆိုပြီးတော့ကိုဝင်းသိန်းရှေ့ကမီးတောက်တွေကြားကိုခုန်ချလာခဲ့ပါတယ်။မြင်မြင်ချင်းမှာပဲကိုဝင်းသိန်းကဓာတ်နဲ့ဝင်ပိုက်လိုက်ပါတယ်။ဒါပေမဲ့လည်းရုပ်မရှိပဲနာမည်ရှိတဲ့နန္နာဘာဝဖြစ်နေတာကြောင့်လေကိုပဲခုတ်လိုက်မိပါတယ်။ကိုဝင်းသိန်းကစိတ်မရှိဟန်နဲ့ဝင်လုံးမြန်ပါတယ်။ဒါပေမဲ့လည်းသူသာအထိနာနေရပါတယ်။လူဘာဝလို့ကွာမင်းကတက်သိမရှိရလားအဲယောင် အဲ့လိုပြောဆိုပြီးတော့အော်နေတဲ့အချိန်မှာပဲဂျွတ်ဆိုတဲ့အတန်နဲ့ဒူဘုတ်ဆိုပြီးတော့မြေပေါ်ကိုဝင်းသိမ့်တယောက်ပြုတ်ကျသွားခဲ့ပါတယ်။ဆဲဆူနေရာတွေတောင်မဆုံးလိုက်ပါဘူး။ဇက်လေကမြေကြီးပေါ်ကိုပြစ်ကျသွားခဲ့ခြင်းမှာနာရီအိမ်မှာအလုပ်တွေရှုပ်နေတာကြောင့်ကိုဝင်းသိမ့်ကိုတရီမထားမိခဲ့ကြပါဘူး။ညနေပိုင်းကိုရောက်တော့ကိုဝင်းသိမ့်တယောက်ပျောက်နေတာကိုတရီထားမိပြီးရုပ်ရုပ်တဲတဲဖြစ်ကုန်ပါတယ်။ကိုဝင်းသိမ့်ဘဘက်ကိုထွက်သွားရလဲမမြင်လိုက်ကြဘူးလား။ကိုသူရင်းရဲ့အမေစကားပါ။နေလေရရှိသေးတယ်ညနေပိုင်းလောက်ကမှပျောက်သွားတာပဲ။အဲ့လိုမျိုးတချို့ကလည်းပြန်ဖြေကြပါတယ်။ကျွန်တော်မြင်လိုက်တယ်ကိုသူရင်း ရက်ွက်ထဲကကလေးတယောက်ကပြောတာပါအေးပြောစမ်းမအောင်ဘမမြင်လိုက်တာညနေကကျွန်တော်နဲ့တွေ့တယ်ဗျာပုံတပုံးကင်ပြီးတော့သူ့ရဲ့အခင်းဘက်ကိုထွက်သွားပဲဟာဒါဆိုအခင်းကိုသွားတာပေါ့ဟာမဖြစ်တင်တာရောဖြစ်ကုန်တော့မှာပဲကွာကိုသူရိန်တို့လူတစုဓမ္မီကိုစီယူပြီးတော့အနောက်တောဆက်ကအခင်းကိုလိုက်လာခဲ့ပါတယ်အခင်းကိုရောက်တော့မြင်ကွင်းကစိတ်မကောင်းစရာပါပဲမိရီတဟုံတောက်လောင်နေတဲ့တရက်ပင်ကြီးနဲ့အနီးနားမှာဒံရဘလဘွားနဲ့လဲကြနေတာကိုကိုသူရိန်တို့လူတစုမြင်လဲရပါတယ်ဟာဟိုမှာကိုဝင်းသိမ့်မဲ့တွားကြည့်ကြသမအောင်ဟာဟမ်ခေါင်းကြီးကကြောဘက်ကိုလဲနေတာဟာ ကဲကဲကြည်နေလို့မပြီးဘူးဟာအလောင်းကိုအိမ်ကိုပြန်တယ်ရအောင်ကွာကိုသူရင်ပြောတော့မှပဲကြည်နေကြတဲ့လူတွေကကိုဝင်းသိန်းအလောင်းကိုစောင်းနှဲထုတ်ပြီးတော့တဲခဲ့ကြပါတယ်အိမ်ကိုရောက်တော့လူကြီးတွေနဲ့တိုင်ပင်ပြီးတော့လင်မယားနှစ်ယောက်စလုံးကောင်းမွန်စွာတကြိုပေးလိုက်ရပါတော့တယ်နောက်ပိုင်းကျတော့ကိုဝင်းသိန်းတို့အခင်းချန်ကြီးကအချောက်လန့်တားများပြီးတော့လူဝင်ထွက်မရှိတော့ပါဘူး ကိုဝင်းသိန်းဟာမလုတ်တဲ့မလုတ်ထိုက်တဲ့ຢာကိုလုတ်ပြီးတော့ဂရီမတီတဲ့အတွက်လင်မယားနှစ်ယောက်စလုံးလောကကြီးကနေတင်းနေမစီပဲနဲ့ထွက်ခွာသွားကြရတာဟာတန်ဝေကရစရာအတိပင်ဖြစ်ပါတော့တယ်ဒီဇလန်လေးဟာကျွန်တော်တို့နယ်ဘက်မှာတကယ်ဖြစ်ပွားသွားခဲ့တာပါအခုချိန်ထိအဲ့ဒီခြံဝင်းတဲ့ကိုညဘက်မဆိုထားနဲ့နေဘက်တောင်တယောက်တည်းမဝင်ရဲကြပါဘူးဒီပင်စားပင်တွေကလည်းခုချိန်ထိတောင်ရှိနေပါသေးတယ်ဒါပေမဲ့လူကမပြုတ်ပြင်းမိတဲ့အတွက်အသီးတွေကလည်းစားလို့မကောင်းတော့ဘဲနဲ့အသီးအရိုင်းတွေဖြစ်သွားခဲ့ပါပြီတခါတလေဆိုရင်ဖြူဖြူရိတ်တွေမဲမဲရိတ်တွေရောစကားပြောတဲ့နေရောအခုချိန်ထိမြင်နေကြားနေရပါသေးတယ် ဇလန်လေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစုံနဲ့တိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်